မင်္ဂလာပါဒီနေ့တော့ကျွန်တော်ချင်းလေးတစ်ပုဒ်ကိုအလွယ်ဆုံးဘယ်လိုတီးလို့ရမလဲဆိုတာလေးကိုကျွန်တော်ပြောပြမယ်အဲ့တော့အရင်တော့လည်းကျွန်တော်ပြောခဲ့ပူတယ်ပေါ့နော်ဒီတစ်ခါတော့ကျွန်တော် UJAM ကထုတ်တဲ့ plugin လေးရင်းနဲ့ပဲကျွန်တော်အကုန်လုံးကိုကျွန်တော်တို့တီးကြည့်မယ်အဲ့တော့ကျွန်တော်ပထမဆုံးနဲ့ကျွန်တော် guitar တီးမယ်ပေါ့နော် guitar တီးမယ် guitar တီးမယ်ဆို guitar မှာကိုကြိုက်တဲ့ color လေးကျွန်တော်တို့ဒီမှာနော်ရွေးလို့ရမယ်ဗျကျွန်တော်အများကြီးတော့ကျွန်တော်ဟိုဟာလိုက်ပြီးတော့မလုပ်ပြတော့ဘောနော်အရန်ကြာသွားမှာဆိုတော့နောက်ပိုင်းကျတော့ဒီ plugin တစ်ခုချင်းစီရဲ့အသေးစိတ်ကိုမိတ်ဆွေတို့စိတ်ဝင်စားရင်ကျွန်တော်ဆက်ပြီးတော့ကျွန်တော်ပြောပြမယ်โอเคပြီးသွားလို့ရှိရင်ကျွန်တော် ဟို cock တီးမယ်အဲ tempo ကတော့တရားလောက်ထားလိုက်ပြန်နော် cock တီးမယ် cock ကိုကျွန်တော်ဘာလို့ဘယ်လိုတီးမလဲဆို c a minor f c ဆိုတဲ့ဘယ်ကျွန်တော်တီးလိုက်မယ်နော်အဲ့ဒါဆိုကျွန်တော်ရပြီရလို့ရှိရင်ဒီဟာလေးကိုကျွန်တော်ထုံးစံတိုင်းကျွန်တော်အချိန်မှာနှစ်ပါးလွတ်ထားတယ်နော်ဟို knock you အတွက်ကျွန်တော်တို့နားထောင်ကြည့်မယ် ော်ကျွန်တော်တို့ fan view တွေနဲ့သွားနေတဲ့သဘောဖြစ်သွားပါတော့ဒီကောင်အဲ့ဒါကိုကျွန်တော်ကဘယ်ထဲကိုပေးမလဲဆိုတော့1ထဲကိုပဲကျွန်တော်သွားပို့လိုက်မယ်နော်အဲ့ဒါဆိုကျွန်တော် guitar တလိုင်းရမယ်ပြီးွားရင်ကျွန်တော် drum တီးမယ် drum ကိုကျွန်တော်နံပါတ် pattern 2ထဲသွားမယ် pattern 2ထဲသွားပြီးတော့ကျွန်တော် drum ကိုထုံးစံနိုင်ပါဗျာမိတ်ဆွေတို့ကြိုက်တဲ့ drum လိုက်ရှာပါเนาะကြိုက်တဲ့ color လိုက်ရှာကျွန်တော်ဒီမှာကြာပါမှာဆိုတဲ့အတွက်ကြောင့်မရှာတော့ဘူးနော်ဒီအရောပဲကျွန်တော်ယူလိုက်မယ်နော်ဟို drum ါဘတ်တန်တွေအများကြီးကျွန်တော်ဒီမှာရှောက်ပြီးတော့ကျွန်တော်တို့ပြောင်းလို့ရသေးတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့အမြန်ဆုံးပဲကြာသွားမှာဆိုလို့ယူလိုက်မယ်ဒီဟာကိုပဲကျွန်တော်ယူလိုက်မယ်နော်အဲ့တော့ဒီမှာကျွန်တော် drain ထည့်လိုက်မယ်အဲ့တော့ဂီတာနဲ့ကျွန်တော်ကျွန်တော်ပြောလိုက်မယ်ဆိုရင် လိုက်ပတ်မှုရှိအောင်တော့ကိုယ့်ဘဏ်ကိုကိုကြိုက်တဲ့ color တွေကိုအသေးစိတ်ရွေးပါเนาะပြီးမှကျွန်တော်ဘေးစီကျွန်တော်ဒီမယ်ဘေးစီရောဆိုကျွန်တော်ယူချန်ရိုင်ယန်နဲ့ကျွန်တော်တီးထားတယ်အဲ့ drain အဲ့ what drain တွေကလည်းอืมအများကြီးရှိတယ်ဗျာเนาะအဲ့တော့အဲ့ရယူရရိုင်ယန်နဲ့ပဲကျွန်တော်ဘယ်လိုတီးမလဲဆိုရင်ခုနကလိုပဲခုနက cock တီးတဲ့ဟိုအတိုင်းပဲ C A minor F G ဖြစ်တဲ့ကြောင့်ကျွန်တော် C ရေးတယ်ဘာမှတီးစရာမလိုဗျာကိုတီးချင်တဲ့ notes ပေါ်မှာကျွန်တော်တို့ထောက်လိုက်ရမယ် C A F C เนาะထားလိုက်တာနဲ့သူက base ကိုသူ့ဘက်သူသူဖတ်တန်လေးနဲ့သူတီးပြီးသားဖြစ်သွားလိုက်မယ်နားတော့ကြည့်အောင်เนาะအဲ့တော့အဲ့ pattern တွေကိုကျွန်တော်ပြောင်းခြင်းနေဆိုလို့ရှိရင်လည်းဒီအောက်မှာကျွန်တော် pattern တွေကျွန်တော်ပြောင်းလို့ရမှာเนาะဥပမာကျွန်တော်ပြမယ်ဆိုရင် เนาะအဲ့မှာအချိန်ပေးပြီးတော့ကိုကြိုက်တဲ့ပတန်เนาะကိုစင်းနဲ့ line ပတန်လေးရှာပေါ့ဗျာကျွန်တော်ဒီမှာမရှာတော့ဘူးရရင်နော်အဲ့တော့သူ3လေးပြလိုက်မယ်ပြီးရင်နော်အာဘာညာဘောဗျာ level လေးချိန်လိုက်မယ်ချိန်ပြီးသွားရင်သူတို့ဒီအောက်မှာထည့်လိုက်မယ် okay ဖြန့်ကြည့်မယ်ဆိုရင်နော်အဲ့လိုပြစားမယ် โอเคအဲ့ဒါအောင်မှာကျွန်တော် return line လေးကျွန်တော်ထပ်ထည့်ခြင်းလဲဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ return line လေးတစ်လိုင်းကျွန်တော်တက်တယ်ပဲပြီးရူချမ်းက piano တွေပါလေရှိသေးတယ်ဗျာเนาะအများကြီးရှိတယ်เนาะမှာ virtual piano တွေလည်းရှိသေးတယ်အဲ့ဟာနေဆက်ပြီးတော့အခုလိုပဲလွယ်လွယ်ကူကျွန်တော်တို့ click လို့ရမှာပဲเนาะအဲ့တော့ကျွန်တော်เนาะနောက်ထပ်အဲဟွာလေးတစ်ခု return လေးတစ်ခုကျွန်တော်ထပ်ထည့်ကြည့်လိုက်မယ်ဗျာเนาะထပ်ထည့်မယ်ဆိုတော့တစ်ခုခုပါဗျာကြာမှာဆိုလို့ကျွန်တော်တစ်ခုခုကျွန်တော်ရွေးလိုက်မယ်ပြီးပါရင်ခုနကလိုပဲကျွန်တော်တို့ဒီမှာ pattern လေးတွေ ရွေးလို့ရတယ်ရွေးပြီးွားရင်ကျွန်တော်တို့က C A minor F C တူ ਈ ပဲနားထောင်ကြည့်အောင် အဲ့မှာအချိန်ပေးပြီးတော့ကျွန်တော် color တွေကတော့ကိုကြိုက်တဲ့ color တွေကျွန်တော်ရှောက်ရွေးပါဗျာအဲ့မှာကျွန်တော် power cord ကြီးပဲမတီးခြင်း power cord ကြီးမတီးခြင်းကြောင့်ကျွန်တော်ဒီမှာ key ရွေးပေးလိုက်မယ်ကျွန်တော် key C ဖြစ်တယ်နော် C အဲ့ဒါဆိုတော့သူက C A minor အဲခွန်ကျွန်တော်ဒီလား C A minor F C ပေါ့နော် C A minor F C အတွင်းမှာသူ cord ကိုပြောင်းပေးသွားလိုက်မယ် ကျွန်တော်ဖွင့်ကြည့်မယ်ဆိုရင်ညောင်းထည့်လို့ရပါအဲ့တော့ကျွန်တော်သင်ချင်းတစ်ပုဒ်လုံးဒီပါကိုကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ကျွန်တော်တီးလို့ရမယ်ပေါ့နော်ဒီဟာဆိုလို့ရှိရင်ကျွန်တော်ဘာသင်ချင်းလေးဖြစ်သွားမလဲဆိုရင်နော် area ကချန်ခဲ့ပေါ့နော်အဲ့ဒါအဲ့ခော့အဲ့ခော့လေးအတိုင်း

အစားအသောက်ပဲကျွန်တော်ဆက်ပြီးတော့တီးမယ်ဆိုလို့ရှိရင်ဒါသချင်းတစ်ပုဒ်လုံးရပါမယ်ပြီးတော့ကျွန်တော်ဆက်ပြီးတော့အများအားမှာဒီ၃မျိုးတည်းမလောက်ချင်ဘူးဆိုတော့ virtual phoenix ဆိုပါလို့ရှိသေးတယ်။နောက်အားရရင်လည်းအခုလိုမျိုးပဲကျွန်တော်ဆက်တီးလို့ရတယ်။နောက်ပိုင်းကျရင်တော့တခုချင်းစီကိုကျွန်တော်အသေးစိတ်လေးကျွန်တော်နည်းနည်းလေးဆက်ပြီးတော့ပြောပြပါမယ်ခင်ဗျအားလုံးပဲ thank you ပါဒီနေ့တော့ကျွန်တော်သချင်းကိုလွယ်လွယ်ကူကူဘယ်လိုတီးလို့ရမယ်ဆိုတာလေးပြောခဲ့တာဖြစ်ပါတယ်ခင်ဗျ